စာရင်းသူသိပ္ပံမန်ဝရေးသားထားတဲ့တောင်ပြောင်းထွေလာ ပေးစာများဆိုတဲ့စာအုပ်ထဲကတောင်ပြောင်းထွေလာခုနှစ်ကိုဖတ်ပြပေးချင်ပါရှင်။ကျမရစာဖတ်သူခွန်ရှချိုပါ။ Listeners Heaven Audiobook Channel ကနေတင်ဆက်တာဖြစ်ပါရှင်။တောင်ပြောင်းထွေလာခုနှစ်ပြည်ရွှေဘုံ1300တခုတစားမုံလာစံ9ရက်နေ့ကိုုံးဖေတိတ်ခွာကြတာပဲဗျာ ခန္ဓာလောကအတွက်စောင်းပါရေးမလို့တုတ်ကွေးမိနေတယ်ဗျဖြားရလဲဖြားခေါင်းရလဲကိုက်ကိုလက်တီရလဲနာချောင်းရလဲစိုးထမင်းစားလို့ရလဲမရဟာအင်မတန်အနေစိုးသဗျာဆရာမခေါ်ပဲအသားကလေးကွေးနေလိုက်ရင်အခုလောက်ရှိပြောက်ပြီထင်တယ်အခုတော့ခက်ကြောက်ကြောက်ရှိတာနဲ့ဆရာဝန်ခေါ်လိုက်တာအခုထက်တာမပြောက်သေးဘူးစိတ်ပဲညစ်နေပါပြီခဏိမှအဲ့ရတွေကထနိုင်တယ် ထနိုင်တာနဲ့ဒီစာကိုကောက်ရေးတာပါပဲအဲ့ရတွေကမထနိုင်မယ်မယ်အစိုးရအလုပ်ကတော့မနေဘူးဗျတစ်တာကြီးတစ်တာငယ်နဲ့ညက်နေတိုင်းပေါ်ပေါက်လာတယ်တခါတခါလဲလှဲ့မကြည့်ပဲအတင်းပြောင်းခုခံနေတခါတခါတော့လဲကျုံစိတ်ကိုမလွန်ဆန်ဝတ်နာနဲ့လက်မှတ်ထိုးစရာတွေကိုရွေးပြီးလက်မှတ်ထိုးတယ်ဖျားနေတဲ့အခါများမှာလက်မှတ်ထိုးတာတော့တော်တော်မောသည်ဗျာ ကျွန်တော်တို့တွေလည်းကြုံစိတ်ကောင်းကောင်းပေါက်နေပြီဖျားနေတာတောင်ကောင်းကောင်းမနေနိုင်ဘူးပြည်သူရဲ့ငွေကိုစားနေတော့ပြည်သူရဲ့အကျိုးအတွက်မဆောင်ရွက်ဖယ်နေလို့မရဘူးစိတ်ကောကကြုံစိတ်ဖြစ်နေပြီဟာကိုကိုကိုပိုင်အလုပ်ကိုသာလုပ်မယ်ဆိုရင်ဒီလောက်ဒုက္ခခံပြီးဆောင်ရွက်မှာမဟုတ်ဘူးဒီလောက်တောင်ကြိုးစားဆောင်ရွက်ပေးမယ်မျက်နာကောင်းရတာမဟုတ်ဘူးကိုတော်မြတ်တွေကမကြမကြဆဲကြသေးတယ်သူတို့မို့ကိုချင်းမစာတက်ပလီဗျာ အခုလိုသူတကာကိုဆဲရေးပြီးစူပူနေကြတဲ့ငနေတွေဟာတိုင်းပြည်အတွက်အခွန်မလောက်ပေးတယ်မပြောတတ်ဘူးကျွန်တော်တို့ပြည်အစီကံပြည်ကြုံဆိုတဲ့ငနေတွေရတာတိုင်းပြည်မှာသုံးဖို့အမျက်တော်ကြီးဝင်ပြီးပေးကြရသေးတယ်ဓာရီကိုကြားရမြင်ရတော့အင်မတန်စိတ်ပြတ်တယ်တခါတခါများအစိုးရအလုပ်ကတော့ထွက်မယ်စိတ်ကူးမိသည်ဗျမိုးနဲ့ကြီးကလည်းအိမ်လာတိုင်းသတင်းစာတိုင်းမဂဇင်းတိုင်းတီထောင်ရအောင်ဆွဲသည်ဗျ ။တကုံမဂဇင်းအက်ဒီတာကိုရင်ချင်းစံရလဲမကြမကြဆုံးပါတောင်းတဗျ။တက္ကသိုလ်ကောလိန်မဂဇင်းအက်ဒီတာအိုးဝေမဂဇင်းအက်ဒီတာကလည်းဆုံးပါတောင်းတဗျ။ကျွန်တော်နဲ့အဆက်အသွယ်ရှိတဲ့မဂဇင်းနေကကြီးမဟုတ်ဘူး။ကျွန်တော်နဲ့တကားမှမသိတဲ့အက်ဒီတာတွေကလည်းဆုံးပါတောင်းတဗျ။ဟဲ့ဟဲ့ဒီတော့သွေးနေနေကြီးမိတပေါ့ဗျာ။ငါအစိုးရအလုပ်ကိုလက်လွတ်ပြီးဆောင်းပါရေးစမယ်စိုးအောင်တော့ ဒီတသက်တော်ထမင်းငတ်မှာမဟုတ်ဘူးလို့တွေးမိတယ်။အဲ့ဒီလိုတွေးမိတာနဲ့အလုတ်ထွက်ချင်ရင်ထွက်ရအောင်ဆိုပြီးကျွန်တော်နဲ့မသိတဲ့အဲ့ဒီသားတယောက်စီကိုစားတစောင်းကောက်ရေးလိုက်တဲ့ဗျ။စားတော့ခက်တူတူပါပဲ။သူ့မဂဇင်းမှာစောင်းပါရေးဖို့အသင့်ရှိကြောင်းစောင်းပါတစောင်းကိုဘလောက်ပေးမည်ကိုသိလို့ကြောင်းမေးလိုက်တာပါပဲ။သုံးရက်လောက်ကြာတော့အယ်ဒီတာကိုရောမျက်စီကပြန်စာရောက်လာပါရော။စောင်းဖောက်ပြီးမဖက်ရသေးဘူးဗျ။သွေးကြီးနေသေးတယ်။ အတန်ကြာမှစာကိုလှန်ပြီးဖတ်လိုက်တော့ကျွန်တော်ဆောင်းပါမျိုးများစွာနှစ်သက်ကြောင်းဒါကြောင့်မို့လို့ဆောင်းပါတစ်ဆောင်းတစ်ချက်ပေးမှဖြစ်ကြောင်းဒနာရှင်မဂဇင်းမဟုတ်တာကြောင့်ဒီလောက်ပဲပေးနိုင်ကြောင်းတကယ်လို့ဒနာရှင်မဂဇင်းဖြစ်ရင်ဒီထက်ပင်ဈေးနှုန်းမြင့်ပြီးတော့ပေးမယ်ကြောင်းပါလာတော့တာပဲကျွန်တော်လည်းအဲ့ဒီစာကိုဖတ်ပြီးဝမ်းသာလွန်းလို့ဘလို့ဖြစ်သွားတယ်မသိပါဘူးကော်ပြီးကော်ပြီး လောကမှာငါလိုလူရှိသေးရဲ့လားလို့နှုတ်ကရေရွတ်မိတဗျာနှုတ်ကရေရွတ်ယုံနဲ့မကြည်နဲ့သေးဘူးဇပွဲအန်ဆွဲတဲ့ကစကူတရွက်ကိုယူပြီးအစိုးရအလောက်ကနှုတ်ထွက်စာကိုချက်ချင်းကောက်ရေးတော်တာပဲရေးပြီးတော့ခင်သန်းမြင့်ကိုပြတာပါ ခင်သန်းမြင့်လည်းအံ့အားကြီးတင့်ပြီးမေးတာပေါ့ကျွန်တော်ကအကျိုးအကြောင်းပြောပြတော့မှဘာယူထားတာလဲဆိုပြီးနှုတ်ထွက်စာစကူကိုယူပြီးစုပ်ပလိုက်တယ်ခင်သန်းမြင့်ကဝင်ပြီးနှောက်ရက်လို့ပေါ့ဗျာ ကျွန်တော်သဘောထားအတိုင်းသားဆိုရင်တော့အခုလောက်ကျရင် ကျွံဘဝပြည့်အစီကံဘဝလွတ်မြောက်နေပြီခမည်းတော်လိုလွတ်လပ်တဲ့အဲဒီတာဘဝရောက်နေပြီပေါ့ကဲမကောက်ဘူးလားတသက်နဲ့တကူစောင်းပါရေးလို့ပတ်စံတပြားမှမရဘူးတော့စောင်းပါတစောင်းတစ်ချက်ပေးမယ်ကြားရတယ်ဆိုရင်ပဲသွေးသိပ်ကြီးသွားတာပဲကျွန်တော်စောင်းပါတစောင်းတစ်ချက်ရမယ်ဆိုတာသိရပြီတခြားဆိုင်ရေးစရာတွေကတော့ဘလောက်ရကြမလဲလို့တွေးကြည့်မိတယ် ကျွန်တော်ကြားမှုတာကတော့မြန်မာပြည်မှာအင်မတန်ကြော်ကြားနေတဲ့ပီမိုးနေတော့တာဝိထုတပုတ်စောင်းမတစောင်းများများရရှာတာမဟုတ်ဘူးတဲ့ဗျလယ်ဒီပန်နီတာဆရာဦးမောင်ကြီးတယောက်ကဆိုင်ရေးဆရာဘဝနဲ့တင့်တင့်တဲတဲကလေးနေရရှာသွားတယ်ဒီပြင်ဆိုင်ရေးဆရာတွေများကတော့ဖြင့်ကျွန်တော်တို့လိုတစ်ချက်စားနှစ်ချက်စားတဲ့ကများတာပဲတဲ့အများဆုံးက ဝိထုတပုတ်စောင်းမတစောင်းစင်ချက်15ချက်ထက်များများမရကြရှာဘူးတဲ့ကဲကောင်းပြီရဲ့လားဗျာတို့ပါဇက်ကတော့မြမစာဟာတို့စာမြမစာကိုတို့အားပေးမယ်လို့တဖော့ဖော့နဲ့အစည်းအဝေးရှိတိုင်းလူစုမိတိုင်းရည်ရွတ်နေကြတယ်မြမစာရေးစရာတွေကိုတော့ဖြင့်ကြီးကောင်းကောင်းပေးတော်မမူကြအောင်မြမစာရေးစရာတွေကိုကြီးကောင်းကောင်းမပေးရင်မြမစာဘဲတိုးတက်တော့မှာတော့ဗျမြမစာအတွက်တော့ခက်သေးတဲ့ဗျ ကျွန်တော်ဖြင့်မြန်မာစာပေဟာတိုးတက်တယ်မထင်ဘူးစုပ်ယုပ်နေတယ်လို့သာထင်တော့တာပဲတချို့တက္ကသိုလ်ကျောင်းကထွက်လာတဲ့ပုံကိုယ်တွေကလည်းစာရေးဆရာဘွားနဲ့နေရာကြမယ်ဆိုရင်စာရေးဆရာလုံမဲ့သူတွေပလေနှုတ်ပဲမဲ့စာရေးဆရာလုံဆိုင် ထမင်းငတ်မှာဆိုတော့ပြည့်အစေခံနေဝင်လုံးကြရတာပေါ့ဘဲတက်နိုင်တော့မတော့စာရေးဆရာဘဝနဲ့သာဝဝလင်းလင်းကလေးစားရမယ် တင့်တင့်တဲတဲကလေးနေထိုင်ရမယ်ဆိုရင်သခင်ဘဝနဲ့နေကြမှာပါလေ။စာရေးစရာတွေကိုအားမပေးတဲ့အတွက်တိုင်းပြည်ကိုကြီးအပြစ်မတင်ခြင်းဘူးဗျ။စာအုပ်ထုတ်ဝေတဲ့လူတွေမဂ္ဂဇင်းထုတ်ဝေတဲ့လူတွေအပြစ်လည်းမကင်းဘူး။မဂ္ဂဇင်းတစ်တအုပ်ထုတ်ဝေမယ်ကျရင်ကိုတော်မြတ်တရားဘလို့စိတ်ကူးတယ်လဲသိလား။မသိနားထောင်။မဂ္ဂဇင်းတအုပ်ကိုတမတ်နဲ့ရောင်းမယ်လို့ဆုံးဖြတ်လိုက်ရဆိုပါတော့အဲ့ဒီတမတ်ထဲကမဂ္ဂဇင်းရိုက်နှိတ်ခကို တပဲလောက်ထားတယ်မဂ္ဂဇင်းရောင်းပေးမဲ့ကိုစလေလေးအတွက်ကတော့တမူးလောက်ထားသည်ဗျဒီတော့သုံးပဲမကုံသွားပါလားကျန်းတဲ့တပဲတွေက နှစ်ပြားလောက်ကိုတိုလီမိုလီစရိတ်နှုတ်လိုက်ရောအေးနှစ်ပြားပဲကျန်တော့တယ်အဲ့ဒီနှစ်ပြားတွေကတပြားကိုအမြက်ကျန်တပြားကိုတော့စောင်းပါရေးတဲ့လူအတွက်ထားသည်ဗျတချို့ကတော့စောင်းပါရေးတဲ့လူတို့ကထားတာမထားဘူးအလကားရအောင်အမျိုးမျိုးချော့ပြီးတောင်းယူတာပါပဲမဂ္ဂဇင်းသစ်တစ်စောင်ထုတ်မယ်ဆိုရင ကိုရောင်မြတ်အက်ဒီတာဆောင်းပါအလှခံတဲ့စာတွေကိုမိမနာညမနာရေးပါလေရောအဲ့ဒီအလကားရထားတဲ့ဆောင်းပါတွေနဲ့ပဲမဂဇင်းရဲ့အသက်ကိုဆက်တော်တာပဲဆောင်းပါကိုအလကားရေးပေးတဲ့လူတွေကလည်းပတ်စံမရတော့ဘလောက်ကြာကြာရေးနိုင်မလဲဗျသူတို့ခမရမှာလဲအသက်မွေးဝမ်းကြောင်းအတွက်လောက်ကင်ရသေးတယ်တော်တော်ကလေးကြာတော့ចောင်းသားကလေးចောင်းသူကလေးတွေလက်တဲ့စမ်းကြတဲ့ဆောင်းပါတွေပါလာပါရောမဂဇင်းရဲ့အဆင့်အတန်းကလည်းတနေ့တခြားညံ့လာပါရော တော်တော်ကြတော့အဲ့ဒီမဂဇင်းကိုဖတ်မဲ့သူမရှိတော့ဘူးနောက်ဆုံးကြတော့ပြက်သွားရောဆိုပါတော့မြမပြီးမစာအုပ်မဂဇင်းထုတ်ဝေကြတဲ့လူတွေဟာလမ်းမောက်လိုက်နေကြတာအင်မတန်သနာဖို့ကောင်းတာပဲရေတောက်မြင့်နဲ့တူတဲ့စာရေးဆရာတွေကိုတော့အားမပေးဘူးအကိုင်းအခက်နဲ့တူတဲ့စာအုပ်ရောင်းသူကိုယ်စားလှယ်တွေကိုတော့ကောင်းကောင်းအားပေးတယ်စာအုပ်မဂဇင်းဖတ်တဲ့သူတွေဟာအထက်ကစာကောင်းကိုကြိုက်လို့ဝယ်တတ်တယ် စားအုပ်ရောင်းသူတွေကအပြောအဟောအစွဲကောင်းလို့ဝယ်ဖက်တာမဟုတ်ဘူးဆိုတာကိုစားအုပ်မဂဇင်းထုတ်ဝေတဲ့သူတွေကအခုထပ်တိုင်းမရိပ်မိသေးဘူးဒီအချက်ကိုမရိပ်မိသေးသမျှသူတို့ရဲ့လုပ်ငန်းတွေကခိုင်မြဲမှာမဟုတ်ဘူးဗျကိုင်းဗျစားလဲတော်တော်ရှည်သွားပြီကျွန်တော်လည်းဘာတွေကိုရင်းမိတယ်မသိဘူးစားထဲမှာအမားပါရင်တီးခံပြီတော့တုတ်ကွေးတကူကြောင့်ဖြစ်ပါလိမ့်မယ်ချမ်းသာပါစီဗျာမောင်လူအေးခန္ဓာလောက တွဲ26အမှတ်183ဇန်နဝါရီ1940